အားလုံးမင်္ဂလာပါခင်ဗျာလွေဦးမိသားစုဝင်အပေါင်းတို့ရေလွေဦး family youtube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်ဒီကနေ့မှတော့ကြပြာရှာလာတန့်ရဲ့ကြပြာချို့ကိုဖတ်ပြပေးပါရစေခင်ဗျာကျွန်တော်နဲ့အတူတူ live ပါခံစားနားဆင်ပေးကြပါအောင်နော် ရေပြားပေါ်မှာရေးတဲ့ကြဗျာဘာကြောင့်ညိုကြောင့်ညာအပြင်းဖြားတဲ့တနေ့ကိုရေပြားကိုစစ်ဆေးမိတော့ဒါဟာပိုးသားကလေးပါမဟုတ်ကျွဲတီနဲ့တူတဲ့နေလောင်ကန်ရေပြားအဲ့ဒီရေပြားအောက်မှာပရိုမီတီးယားရှိတယ်စတီဗင်တက်တလက်ရှိတယ်စပါတာကတ်ရှိတယ်အဲ့ဒီရေပြားပေါ်မှာတော့ တစ္ဆာလေးပါရှိတယ်။ဘောမာလီရဲ့တခြင်းတွေရှိတယ်။အမာရွတ်တွေလည်းရှိတယ်။တခါကအဲ့ဒီရေပြားပေါ်မှာကြက်ချီခတ်ထားတဲ့လက်ပြံယူနှချောင်းနဲ့ဥကောင်းကုန်တစ်ခုပေါ့။စိတ်မညောင်ထိုးဖို့စီစဉ်မှုတယ်။ဒါပေမဲ့မလုတ်ဖြစ်ခဲ။တခါကအဲ့ဒီရေပြားကို ကင်းဘဲစာတစလိုသဘောတာ။ပကြီကားတစ်ချက်ရေးဖို့စိတ်ကူးဘူးတယ်။ တန်ဆူးကျိုးမှာနားနေတဲ့လက်ပြာတကောင်ဘုံလိုင်းလီမငိမ့်တက်တဲ့နေရက်တွေမှာအဲ့ဒီအည်ပြားကိုရွက်လွင်ပြီးပင်လယ်ရဲ့တကားကိုဖွင့်ကြည့်ဘူးတဲ့ခုတော့နေပူထဲမှာအဲ့ဒီအည်ပြားကိုဖြန့်ခင်းဆက်ဖြင်းဖြင်းကြပြားတပုတ်ချရည်ကြည့်မိတဲ့လာတန်းလူငယ်ဘဝကွယ်လွန်ခြင်း ကျွန်တော်ရဲ့လူငယ်ဘဝလေးမှာဘာသာစကားပြောတင်နန်းတွေကွန်ပျူတာတင်နန်းတွေအောင်လက်မှတ်တွေမရှိခဲ့ပါကျွန်တော်ရဲ့လူငယ်ဘဝလေးမှာဗီဒီယိုဂိမ်းတွေကာရာအိုကေတွေစိတ်ကြွဆေးပြားတွေလည်းမရှိခဲ့ပါကျွန်တော်ရဲ့လူငယ်ဘဝလေးမှာရေဒီယိုတစ်လုံးဂစ်တာတစ်လက်နဲ့စာအုပ်တစ်တပ်ပဲရှိခဲ့ပါတယ်ကျွန်တော်ရဲ့လူငယ်ဘဝလေးမှာ ရုပ်ရှင်ယုံသေးတာငြိမ်ညာဆုံးခုနာရာတခါတရံစိတ်ပြေပျောက်เสียရာပြာရောင်စာအုံများနေတာကျွန်တော်ရဲ့လူငယ်ဘဝလေးမှာစပိန်လေးတစ်စီးတောင်မှမရှိခဲ့တလို့ရည်စားလဲတယောက်မှမရှိခဲ့ပါကျွန်တော်ရဲ့လူငယ်ဘဝလေးမှာဘီယာဆိုင်တွေနိုင်ကလပ်တွေမရှိခဲ့ပါစာအုပ်ဆိုင်နဲ့တစ်ဖက်ရည်ဆိုင်သာကျွန်တော်ရဲ့ကဘာ ကျွန်တော်ရဲ့လူငယ်ဘဝလေးမှာခပေါင်းစည်းကြတဲ့တပူးနဲ့မြို့ပဲယထားကိုမူးအောင်စီးခဲ့ဘူးပါတယ်ကျွန်တော်ရဲ့လူငယ်ဘဝလေးမှာလူငယ်ရေးရညာကြောင်းတစ်ကြောင်ရှိခဲ့တယ်လို့ရန်ကုန်မြို့လက်ပလဖောင်းဟာလဲတင်နှန်းကြောင်းကြီးတစ်ကြောင်ပါပဲကျွန်တော်ရဲ့လူငယ်ဘဝလေးမှာဒိုင်ယာရီစာအုပ်လွယ်အိတ်ထက်ထဲလို့ရှောက်သွားခဲ့တာတဲခွက်တချင်းတွေအော်ဆူခဲ့တာ အနာကလွမ်းချင်းကပြားတွေရေးသားခဲ့တာအခုတော့ကျွန်တော်ရဲ့လူငယ်ဘဝလေးလည်းပျောက်ွယ်ခဲ့ပါပြီတိုင်းမီလုံးကို ဖြတ်စည်းသွားတဲ့ကောက်ကောက်ကွေ့ကွေ့မြကြီးထဲမှာကျွန်တော်ရဲ့လူငယ်ဘဝလေးဟာနစ်မြုပ်ပျောက်ွယ်ခဲ့ပါပြီပြားစရာလာတဲ့